အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာပြောပေးချင်တာကတော့အဲ့လိုတခြားသူတွေကနေပြီးတော့မှပေါ့နော်သူတို့ရဲ့ဘာသာစကားနဲ့ပို့တင်တဲ့အခါပေါ့နော်အင်္ဂလိပ်ပဲဖြစ်ဖြစ်ထိုင်းပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ဂျပန်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဘာဘာသာစကားနဲ့ပဲအဲ့လိုမျိုးရေးပြီးတော့မှခေါင်းထဲလေးကိုတင်တင်ပေါ့နော်အဲ့လိုမျိုးကိုကြည့်လိုက်တဲ့အခါမှာပေါ့နော်မြန်မာဘာသာဖြစ်နေအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုလေးမှာမျှော်ဝေမှဖြစ်တယ်ပေါ့နော်ဒီမှာတော့နော်ဒီလိုပုံစံလေးပေါ့နော်ကိုကြည့်လိုက်တဲ့အခါမှာအဲ့လိုမျိုးအားလုံးကလေမွန်နှိုက်ကြည့်လိုက်လို့ဖြစ်ရင် မြန်မာလိုလေးဖြစ်နေရမယ်ပေါ့နော်အဲ့လိုဖြစ်နေအောင်လောက်တဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာညောက်ပေးမှာဖြစ်တယ်ပေါ့နော်။ဒီဆက်ထဲမှာအဲ့ setting ထဲမှာရှိတယ်ပေါ့နော်။ကျွန်တော်တို့ဒီကျွန်တော်တို့ Facebook တခုလုံးမှာညီမလိုပြောင်းနေတယ်အဲ့လိုမျိုးပေါ့နော်။ကိုကပို့တင်နေတဲ့အခါပေါ့နော်။တခြားနိုင်ငံသားတွေကကြီးတဲ့အခါပေါ့နော်။အဲ့လိုမျိုးသူတို့သူတို့ရဲ့ဘာသာစကားကိုပြောင်းကြည့်အောင်အဲ့လိုမျိုးဖွင့်ထားတဲ့နည်းလေးပေါ့နော်။အဲ့လိုမျိုးနည်းလေးတွေကိုတော့ကျွန်တော်တခြားဒီဗီဒီယိုလေးမှာညောက်ပေးမှာဖြစ်ပါတယ်။ Okay ။ဒီတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ profile ထဲကိုဝင်လိုက်မယ်။ဝင်ပြီး setting ကိုစောက်ဝင်မယ်။ ဝင်ပြီးတော့ကျွန်တော်ပေါ်ဆွဲတင်မယ်ဆွဲတင်ပြီးလမ်းဝေးကိုနှိပ်မယ်ပေါ့နော်လမ်းဝေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ဟာတော့ဒီမှာပေါ့နော်ဒီကောင်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ကိုကညမဘာသာကိုပြောင်းရင်းနဲ့အင်္ဂလိပ်ဘာသာကိုပြောင်းရင်းနဲ့ပေါ့နော်ကိုပြောင်းရင်းနဲ့ဘာသာစကားကိုပြောင်းပြီးတော့မှာမှာပေါ့နော်ညမဘာသာကိုပြောင်းရင်းဆိုရင်ညမကိုနှိပ်မယ်အဲညမကိုနှိပ်ရတယ်ဆိုလို့ရှိရင်ညမဘာသာပြောင်းသွားပြီပေါ့နော်အဲဒါကျွန်တော်တို့ပြတာပေါ့နော်ညမကိုနှိပ်ရတယ်ဆိုလို့ရှိရင်ညမဘာသာကိုပြောင်းသွားပြီပေါ့နော် အဲဆောနာကျွန်တော်ပြောသလိုပေါ့နော်တခြားအလိုမျိုးအညာသားတွေကပို့တင်တဲ့အခါပေါ့နော်သူတို့ဘာသာနဲ့စာရေးတင်တယ်ဒါပေမဲ့ကိုယ့်စီမှာမြန်မာဘာသာနဲ့ဖြစ်နေအောင်လုပ်ရမယ့်နေ့လေးကတော့ကျွန်တော်ဒီခုနဟာရဒီအောက်ကဟာလေးပေါ့ဒီဟာလေးပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်မယ်ဒီဟာလေးကိုနှိပ်လိုက်ပြီးတော့မာဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကဒီမှာဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒီမြန်မာသားညီမပေါ့နော်ညီမကိုရှားလိုက်မယ်ရှားပြီးတော့မှနှိမ့်လိုက်လို့ရှိရင်အမှန်ကျလေးဖြစ်နေလိမ့်မယ်ပေါ့နော်အမှန်ကျလေးဖြစ်နေပြီးတော့မှကျွန်တော်ဒီမှာ ြန်မာလို့ဆိုလို့ရှိရင်တော့တိမ့်မယ်ပေါ့နော်အင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ say ပေါ့အဲအဲ့ဒီ say လေးကိုနှဲလို့ရှိရင်ကျွန်တော်တခြားသူတွေကပေါ့နော်တခြားနိုင်ငံသားတွေကပို့တင်တဲ့အခါကိုယ့်စီမှာအားလုံးကမြန်မာလို့ပြန်နေမှာဖြစ်တယ်ပေါ့နော် okay ဒါကတော့ဒီမျိုးပေါ့နော်နောက်တစ်ခုကိုကြောင့်ပြမယ်နောက်ဒီအောင်ဆုံးဟာလေးကကျတော့ကျွန်တော်တို့ဒီကိုကပို့တင်လိုက်တဲ့အခါပေါ့နော်ဒီချန်နယ်ညသားတွေကြီးတဲ့အခါသူတို့ကသူတို့ရဲ့ဘာသာစကားနဲ့ဖြောင်းကြည့်လို့ရတဲ့ညီလေးဖြစ်တယ်ပေါ့နော်ဒီဟာလေးကိုဖွင့်ပြလိုက်မယ်ဖွင့်ပြပြီးတော့မှကျွန်တော်တို့ဒီအင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ say လို့ ပေါ်နေတာဖြစ်တယ်ပေါ့နော်ညီမလို့ဆိုလို့ရှိရင်တိတ်မယ်ပေါ့နော်အားလုံးနှိမ့်လိုက်မယ်နှိမ့်လိုက်တယ်နှိမ့်လိုက်တယ်ဆိုလို့ရှိရင်ကိုကပို့တဲ့တဲ့အခါသူတို့ရကိုရဲ့ပေါ်ကိုအဲ့လိုမျိုးနှိမ့်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဘာသာနဲ့ပြောင်းပြီးမှကြည့်လို့ရမှာဖြစ်ပါတယ်ဒီနေ့လေးကလည်းကျွန်တော်တို့ Facebook အသုံးပြုသူတူတွေအတွက်ပေါ့နော်နာမည်ကြီးတဲ့သူတွေအတွက်အရန်ကိုအစဉ်ပြေမှုမှအသုံးဝင်မယ်လို့ညွှန်လိုက်ပါတယ်โอเคဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီ ကျွန်တော်တို့ပို့တွေနဲ့အခါဖြစ်ဖြစ်ပေါ့နော်တခြားနိုင်ငံသားတွေပို့တွေနဲ့အခါဖြစ်ဖြစ်ကျွန်တော်တို့ကညီမပါသားနဲ့ကြည့်လို့ရတဲ့နည်းလေးရယ်ကိုပို့တွေနဲ့အခါကျတော့လည်းပဲသူတို့တွေကနေမှာသူတို့ပါသားနဲ့ကိုယ့်ရဲ့ပို့ပြောင်းလို့မှကြည့်လို့ရတဲ့နည်းလေးရယ်အနည်းလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်။ Okay အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။